ောက်မိကုန်းတစ်ခုကတော့ရှူစေးတွေရှူလို့ရှိရင် side effect လို့ခေါ်တဲ့ bait ထွက်ဆိုးရိုးတွေများများနိုင်မလားရှူစေးကြောင့်ပိုပြီးတော့လူကိုထိခိုက်စေမလားအခြားကလီစာတွေများထိခိုက်မလားဆိုတဲ့မိကုန်းမေးတတ်ပါတယ်ဒီနေရာမှာပြောချင်တာကရှေ့ဘက်မှာပြောထားတဲ့အချက်ကိုပဲပြန်ကောက်အောင်မှာဖြစ်ပါတယ်ရှူစေးတောက်စေးထိုးစေးသုံးခုရှိတဲ့နေရာမှာရှူစေးကအပြော့ဆုံးဖြစ်ပါတယ်တောက်စေးကတော်တော်ပြင်းပါပြီထိုးစေးဆိုလို့ရှိရင်တော့ဖြင့်အပြင်းဆုံးအခြေအနေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရှူစေးတွေဟာ ဘေးထွက်ဆိုယိုမရှိလောက်အောင်ကိုနေပါတယ်မရှိဘူးလို့တော့ပြောလို့မရဘူးမရှိလောက်အောင်ကိုနေပါတယ်ဒါကြောင့်မလို့မှန်မှန်သုံးသွားမယ်ဆိုရင်ဘေးထွက်ဆိုယိုမရှိဘဲနဲ့သုံးနိုင်ပါတယ်နောက်တစ်ခုကတော့ရှူဈေးတွေသုံးလို့ရှိရင်ဆွဲသွားမလားဆွဲသွားတယ်ဆိုတာကျွန်တော်တို့ရှူဈေးလို့ပြောလိုက်တဲ့အတွက်ကြောင့်မလို့ဘိန်းဆွဲတယ်လို့မျိုးဆွဲသွားမလားဆိုတဲ့ဥစ္စာကိုအာယောဂရှင်တွေကကြောက်ကြပါတယ်တကယ်တော့လေရှူဈေးဆိုတဲ့နာမည်ဟာဘိန်းဆိုတယ်လို့ရှူရတာမဟုတ်ပါဘူး စက်နဲ့ကျွန်တော်တို့ရှိုက်ရတဲ့ဆေးတွေဖြစ်ပါတယ်ဒီဆေးတွေမှာဆွဲလန်းတဲ့အာနိသင်လုံးဝမရှိပါဘူးဆွဲဆွဲလန်းလန်းရှူမှသူကကောင်းတာပါမဆွဲလုံးလို့ကျွန်တော်တို့ကဆွဲဆွဲလန်းလန်းမှန်မှန်ကန်ကန်နေတိုင်းရှူဖို့ကျွန်တော်တို့ကတိုက်တွန်းနေရတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ရှူဆေးတွေဟာဒီရင်ကျက်ပန်းနာကုထုံးမှာနောက်ဆုံးဆေးတွေမြန်ဖြစ်နေမလားဆေးအပြည့်နေမြန်ဖြစ်နေမလားဆိုတာနောက်ဆုံးဆေးမဟုတ်ပါဘူး ယောဂနုတဲ့အချိန်မှာကျွန်တော်တို့ကဆေးပြုံးနဲ့သုံးတာဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်ဆုံးဆေးမဟုတ်ဘဲနဲ့အစာဆုံးဆေးဖြစ်ပါတယ်။ယောဂအစာဖြစ်ပြီးယောဂနုတယ်ဆိုတဲ့အချိန်မှာရှူဆေးလေးတစ်ခုတည်းနဲ့ကျွန်တော်တို့ကုပေးလို့ရပါတယ်။သို့တော့ယောဂမြင့်လာပြီးရင့်လာပြီးဆိုတဲ့အချိန်ကြလို့ရှိရင်တော့ဖြင့်ရှူဆေးတော့မနိုင်တော့ပါဘူး။တောက်ဆေးတို့ထိုးဆေးတို့ပါလာတော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့အစာဆုံးဆေးပါနောက်ဆုံးဆေးမဟုတ်ပါဘူးလို့ဖြေကြပါရစေ။နောက်တစ်ခုကတော့ကလေးလေးတွေမှာသုံးလို့ရပါမလား။ ကိုဝန်ဆောင်မိခင်တွေမှာတုံးလို့ရပါမလားနိုးတက်မိခင်တွေမှာတုံးလို့ရပါမလားဆိုတဲ့မေးခွန်းမေးလို့ရှိပါတယ်ရှေ့ဘက်ကဖြေချပြီးခဲ့တဲ့အတိုင်းပါပဲရှူစေးရာပြော့ပြောင်းနေတဲ့အတွက်လူကိုလည်းဘေးထွက်ဆိုးကျိုးတွေမရှိသလောက်ဖြစ်တဲ့အတွက်ကလေးငယ်တွေမှာကျွန်တော်ကောင်းကောင်းတုံးလို့ရပါတယ်ကလေးငယ်တွေမှာကြီးထွားဖို့လိုပါတယ်ကြီးထွားမှုကိုထိခိုက်စေနိုင်တဲ့အဲမှာ steroid လို့ခေါ်တဲ့ဆေးတွေပါပါတယ်ဒါပေမဲ့အဲ့ဒီ steroid ကိုတောက်ဆေးအဖြစ်နဲ့တောက်မှသူကကြီးထွားမှုကိုထိခိုက်တာဖြစ်ပါတယ် ရှူစည်းအနေနဲ့တတ်မှတ်တဲ့ပမာဏအတွင်းမှာ ရှူလို့ကတော့ခြေထွက်မှုကိုလုံးဝမထိခိုက်ပါဘူး။ဒါကြောင့်မလို့ရေရောကြီးရင်တဲ့ကလေးတွေမှာသုံးပေးပါ။နောက်ကိုဝင်ဆောင်မိခင်တွေ၊လို့တိုက်မိခင်တွေသူတို့မှာရှူလို့ကလေးကိုတရေသားကို ထိခိုက်မှု မရှိပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ရေဝန်းနဲ့ဆက်ပြီးတော့သုံးရမှာဖြစ်ပါတယ်။တချို့ကကိုဝင်ဆောင်ရင်ကလေးနှုတ်တိုက်ပြီဆိုရင်ရှူစည်းကိုဖြတ်ထားတယ်။အဲ့ဒီခါကျရင်ရင်ကျရောဂါပြန်ချွာလာတတ်တာတွေ့ရတယ်။ဒါကြောင့်မလို့ အဲ့ဒီအချိန်ဒီမှာဒီရှူသေးတွေကိုဖျက်ဖို့လုံးဝမလိုပါဘူးရှစ်ဆက်ပြီးတော့ပဲရှူရမှာဖြစ်ပါတယ်မှန်မှန်ကန်ရှူရမှာဖြစ်ပါတယ်နောက်မေကွန်းတကူကတော့ရှူသေးရှူရမယ်ဆိုရင် ရှူတတ်ပါမလားဆိုတဲ့ပြဿနာရှိပါတယ်ရှူတတ်ပါမလားဆိုတော့ဟုတ်ပါတယ်ရှူသေးကိုကျွန်တော်စပြီးတော့ညှို့မိဆိုရင်ပထမအဦးဆုံးတွေ့ရတဲ့အခက်အခဲကတော့ရှူသေးမရှူတတ်တာပါပဲဘာကြောင့်လဲဆိုလို့ရှိရင်ရှူသေးတွေကသူ့ကိုရှူတတ်ဖို့အတွက်တော့ဤစနစ်လေးတွေလိုပါတယ် ဒီနေရာမှာတင် जा ပြတာပြဖို့အတွက်တော့ညွန်ကြားတဲ့သူရဲ့တာဝန်ဖြစ်ပါတယ်ဆိုလိုတာကညွန်ပေးတဲ့ဆရာဝန်ကတင်ပေးဖို့လိုပါတယ်သို့မဟုတ်ဆရာမကတင်ပေးဖို့လိုပါတယ်ရှူစည်းကိုစနစ်တကျရှူတတ်မှဆေးဟာအနည်းငယ်ထမြက်မှဖြစ်ပါတယ်ဒါကြောင့်မလို့ရှူစည်းကိုရှူတတ်ဖို့ဆိုတာဟာအလွန်ကိုရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဒါကြောင့်မလူနာတွေစိုးရင်ကစိုးရင်တင့်ပါတယ်ကျွန်တော်တို့ကတင်ပေးဖို့တာဝန်ရှိပါတယ်အဲ့တော့ရှူစည်းဆိုတဲ့နေရာမှာအမျိုးမျိုးရှိပါတယ်ကျွန်တော်ရှေ့မှာခြားပြထားတဲ့ရှူစည်း အငွေ့လေးတွေထွက်အောင်ပြစ်လိုက်ပြီးလို့ရှိရင်ရှူရတဲ့ဥစားပေါ့နော်မီတာဒိုးစ်အင်ဟေးလာလို့ခေါ်ပါတယ်ရှူရတာခက်ပါတယ်ဒါပေမဲ့သင်ကြားလိုက်လို့ရှိရင်လွယ်ပါတယ်အထူးသဖြင့်လူငယ်လေးတွေဆိုရင်လွယ်လွယ်ကူကူရှူတတ်ပါတယ်လူကြီးတွေမှာတော့အခက်အခဲရှိတတ်ပါတယ်အဲ့လိုအခြေအနေမျိုးကြားလို့ရှိရင်ကျွန်တော်တို့ကဂျားခန်ကရိယာလို့ခေါ်တဲ့ spacer volumetric အဲ့ဒါကိုကျွန်တော်သုံးလို့ရပါတယ်ဒီ volumetric spacer တွေသုံးလိုက်ခြင်းအဖြစ်တော့သူ့ရဲ့ဆိုးကျိုးတွေလည်းရှိရဲအဲ့ဒါပါလဲဆိုလို့ရှိရင်ဒီ ကရိယာမှာတွားပြီးတော့အမုံမွားနေခတ်တယ်လို့တလောက်မဝင်တော့ဘူးဆိုတဲ့အချက်တွေလည်းရှိတတ်ပါတယ်သူ့ကိုလည်းတင် जा ပေးမှပဲစနေကြရှုတတ်မှဖြစ်ပါတယ်တကယ်လို့အဲ့ဒါနဲ့လည်းအဆင်မပြေဘူးနောက်တစ်မျိုးထပ်ပြီးတော့ထွင်ထားတာရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် drying powder inhaler လို့ခေါ်တဲ့အမုံလေးတွေကိုကျွန်တော်တို့ရှူတဲ့နည်းဖြစ်ပါတယ်အဲ့ဒီနေရာမှာဒီလို double killer လို့ခေါ်တဲ့အာအမုံလေးတွေကိုရှူရတဲ့နည်းစနစ်ဖြစ်ပါတယ်ဒီနေရာမှာတော့ရှူတဲ့အခါမှာချိန်ထားကြိုက်ဖို့မလိုတော့ဘူး ညှစ်လိုက်တဲ့အချိန်ရှိုက်တဲ့အချိန်အဲ့ဒါတွေချိန်လောက်ကိုက်ဖို့မလိုတော့ဘူးလွယ်သွားတယ်ဒီဘက်လိုအတောက်လေးတွေကိုဆက်သေးကိုထည့်ပြီးတော့ရှူလို့ရတဲ့အာရှူသေးလေးရှိပါတယ်ဒါမျိုးတွေသုံးလိုက်ခြင်းအဖြစ်ရှူသေးကိုရှူရတာခက်မှကြောက်နေရဲဆိုတဲ့အချက်ကတော့တကယ်လက်တွေ့လှုပ်ဆောင်တဲ့အခါမှာအဆင်ပြေသွားနိုင်ပါတယ်